ပဲခူးတိုင်းကြောက်ကြီးမြို့နယ်ထဲကစစ်ကောက်စီတပ်စခန်းတွေကိုတိုက်ခိုက်ချိန်ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL ကစစ်တုပ်ပန်း22ရောက်ကိုဖမ်းမိခဲ့ပါတယ်။ပဲခူးတိုင်းကြောက်ကြီးမြို့နယ်ထဲကစစ်ကောက်စီရဲ့တပ်စခန်းတွေကိုဇွန်လ26ရက်နေ့မှာအမတ်နစ်စစ်ဒေသခွဲ JOC ရဲ့ကုတ်ကဲမှုနဲ့ KNL နဲ့ပူးပေါင်းတပ်တွေတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်ချိန်စစ်ကောင်စီတပ်ဖွဲ့ဝင်22ယောက်ကိုစစ်တုပ်ပန်းအဖြစ်ဖမ်းမိခဲ့ပြီးလက်နက်မျိုးစုံ12လက်ခရမ်းတွေနဲ့စစ်အုံအဆောင်ပစ္စည်းတွေလည်းတိမ်ဆည်ရမိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်ဒီတိုက်ပွဲတဲစစ်ကောက်စီဘက်က900ထက်မနည်းတိစုပ်ခဲ့တယ်လို့လဲထုတ်ပြန်ချက်ကဆိုပါတယ်။ဖန်စီရမိထားတဲ့စစ်တုပ်ပန်း22ယောက်ကိုမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေက Geneva Convention နဲ့အညီထိတ်သိမ်းထားတယ်လို့ဆိုပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်နှင့်စစ်စင်ရေးနယ်မြေပကိုးတိုင်းစစ်ဌာနမြူဟာ25တပ်ရင်3900နဲ့အထူးကွန်မန်ဒိုတပ်ရင် Supreme Warrior Colin နဲ့ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL တပ်ရင်ရှင်းနဲ့တပ်ရင်ကိုတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။